ထိုင်းတော်ဝင်ရဲ့တပ်ဖွဲ့ကတော့ AI ကိုလိမ့်တဲ့ AI နည်းပညာနဲ့ပတ်သက်လို့အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။လိမ့်လည်မှုပုံစံအသစ်တွေမှာ AI လို့ခေါ်တဲ့ဉာဏ်ရည်အတုကိုအသုံးပြုပြီးပြင်မှတ်ထားခင်ရတဲ့သားကောင်တွေဟာသူတို့မသိလိုက်ပဲငွေလိမ့်ဂိုင်းတွေအတွက်ငွေပေးငွေယူလုပ်ပေးသူတွေဖြစ်ကုန်တယ်လို့ဆိုပါတယ်။ မြို့ပြရဲဘျူရိုလက်ထောက်ကော်မရှင်နာရဲဘော်ချုပ်တီရာဂျီတုံစွန်းတီကငွေလေဂိုင်းတွေဟာရှုပ်ထွေးတဲ့အစင်မြင့်တဲ့ဤပညာတွေတုံးပြီးတော့အကာအကွယ်တွေကိုညည်ရီတုအတုံးပြုပြီးကြော်လွားနေတယ်လို့ပြောပါတယ် AI ကိုတုံးပြီးလှုပ်ထားတဲ့မျက်နှာရုပ်ပုံတွေကိုအတုံးပြုပြီးတော့ digital စစ်ရေးစနစ်တွေကိုကြော်လွားတဲ့ဤစနစ်ကိုအတုံးပြုပြီးတော့ငွေလိမ်မှုနဲ့ပတ်သက်ပြီးတန်တရားဖြစ်စရာမရှိတဲ့လူတွေကိုငွေကြေးဆိုင်ရာရဇဝမှုတွေမှာအတုံးပြုတာဖြစ်ပါတယ် ဘဏ်ကောက်မှရှိတဲ့ငွေလိပ်ဂိုက်တစ်ခုကိုနိုဝင်ဘာလ9ရက်နေ့ကရေအားဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာဒီလိပ်လေးနှီးကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ AI နဲ့အတုလောက်ထားတဲ့မျက်နှာပုံတွေကိုတခြားကနေစုဆောင်ထားတဲ့ကိုရီးအချက်လက်တွေပေါပြီးမျက်နှာပုံကိုပြပြီးငွေလွဲပြောင်းရတဲ့စနစ်ကို အသုံးပြုတာလို့ဆိုပါတယ်။ ဆိုလိုတာကတော့ဘန်တွေကနေတဆင့် for application နဲ့ငွေလွှဲတဲ့အခါသွားပေါ်အောင်ပြုံးပါတော့မျက်တာသုံးချက်ခတ်ပါတော့စတဲ့စီခိုင်းမှုတွေကို AI နဲ့လုတ်ထားတဲ့မျက်နှာအတုကိုသုံးပြီးငွေလွှဲယူတာမျိုးဖြစ်ပါတယ်။